ဩစတြေးလျနိုင်ငံသို့ပြောင်းရွှေ့နေထိုင်ရန်စဉ်းစားနေသောနိုင်ငံသားများအတွက်လုံခြုံရေးသည့်အရေးကြီးဆုံးအချက်များထဲမှတစ်ခုဖြစ်သည့်မြည်သည့်နေရာတွင်နေထိုင်မည်ကိုဆုံးဖြတ်ရာတွင်လုံခြုံမှုသည်အဓိကကျသောအခမ်းကဏ္ဍမှပါဝင်ပါသည်ဩစတြေးလျသည်ရေကူရအဖြစ်လုံခြုံသောနိုင်ငံဖြစ်တော်လဲဒေသအလိုက်ကွဲပြားမှုများရှိပါသည် ဤနေရာတွင် လုံခြုံမှုဆိုသည်မှာရာဇဝတ်မှုနှုန်းလဲပါခြင်းလူမှုအတိုင်းဝိုင်း၏တာယာဝပြုံးမှုနှင့်အခြေခံဝန်ဆောင်မှုများရရှိနိုင်မှုတို့ကိုဆိုလိုပါသည်နေထိုင်သူများစိတ်ရေးကျန်းသာစွာနေထိုင်နိုင်သည့်ပတ်ဝန်းကျင်မျိုးကိုရှာဖွေခြင်းဖြစ်ပါသည်ဩစတြေးလျတွင်လုံခြုံမှုနှင့်နေထိုင်ရအကောင်းဆုံးအဖြစ်သတ်မှတ်ခံရသောမြို့များစွာရှိပါသည်မဲဘုံမြို့ကင်ဘာရာမြို့အဒလိတ်မြို့နှင့်ပါမြို့တို့သည်ထင်ရှားသောဥပမာများဖြစ်ပါသည် မဲခုံးမြို့သည်နေထိုင်ရအကောင်းဆုံးမြို့များစရင်တွင် မကြာခဏထိတ်ဆုံး၌ပါဝင်ပြီးရေပူရအဖြစ်လုံခြုံမှုမြင့်မားပါသည်။ဩစတြေးလျ၏မြို့တော်ဖြစ်သောကင်ဘာယာသည်စီမံကိန်းဖြင့်တည်ဆောက်ထားပြီးရာဇဝတ်မှုနှုန်းနှဲပါပါသည်။အန်တလိတ်မြို့သည်အေဂျင်သောလူနေမှုပုံစံနှင့်လုံခြုံမှုတို့ကြောင့်လူသိများပါသည်။အနောက်ဘက်တွင်တည်ရှိသောပါမြို့သည်လည်းတည်ခြားတည်ရှိမှုကြောင့်လုံခြုံသည်ဟုယူဆကြပါသည်။ စတနီနှင့်ဘရစ်စဘိန်းကဲ့သို့သောမြို့ကြီးများတွင်မူလုံခြုံမှုသည်ရက်ွက်အလိုက်ကွဲပြားနိုင်ပါသည်ထို့သောအခြေခံအဆောက်အုံကောင်းမွန်မှုကလုံခြုံရေးကိုအထောက်အကူပြုပါသည်ဤမြို့များသည်ရဲတပ်ဖွဲ့၏စနစ်တကျဆောင်ရွက်မှုလူမှုအတိုင်းဝိုင်းအစီအစဉ်များစီးပွားရေးတည်ငြိမ်မှုနှင့်ကောင်းမွန်သောအခြေခံအဆောက်အုံများကြောင့်လုံခြုံမှုရှိကြပါသည်ဥပဒေစိုးမိုးရေးနှင့်လူမှုစည်းကမ်းတို့ကလည်းအရေးပါပါသည် ိုင်ငံသားများအနေဖြင့်မြို့များတွင်ရှိတိကျရက်ွက်များကိုတေချာစွာလေးလာသင်ပါသည်မိမိတို့၏နေထိုင်မှုပုံစံနှင့်လိုအပ်ချက်များကိုထည့်သွင်းစဉ်းစားပါဒေသတွင်ရာဇဝတ်မှုကိန်းဂဏန်းများကိုလည်းကြည့်ရှုသင်ပါသည်ဩစတြေးလျသည်ရေပူရအားဖြင့်လုံခြုံသောနိုင်ငံဖြစ်တော်လဲမိမိအတွက်အလုံးခြုံဆုံးနေရာကိုရှာဖွေရန်တိကျလေးလာမှုများပြုလုပ်ရန်လိုအပ်ပါသည်နေရာရွေးချယ်မှုသည်တဦးချင်းစီ၏အခြေအနေပေါ်မူတည်ပါသည်